ဆေးလေးပဲပုံမှန်ထိုးနေဦးမယ်ပေါ့နော်ထိုးနေလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ကိုလိုချင်တဲ့ body weight ကိုရေရှည်ထိန်းထားနိုင်တယ်ပေါ့နော်ဆေးအတုကလည်းလုံးဝမထိမိပါစေနဲ့နော်ဒီအောင်စိတ်ဝင်စားရဲဆိုရင်ကိုကိုတိုင်းတိုင်ပင်နေတဲ့ဆရာဝန်ကိုသွားမေးပါ body weight ထိမ့်ပေးတဲ့ဆရာဝန်နေနဲ့မေးပါတိုင်ပင်မှာတုံးလို့မရအောင်မဟုတ်ရပါတယ်ဒါပေမဲ့တိုင်ပင်ပြီးတော့မှဘယ်လိုပုံစံဖြစ်တင်တဲ့ပြီးဆေးအစစ်ကိုရောက်ွယ်ပါမင်္ဂလာပါ ဒီနေ့ဘဝဒုတာဗီဒီယိုလေးတပုတ်လုပ်ပေးမယ်ပေါ့နော်အဓိကပါလဲဆိုလို့ရှင်အခုတလောနိုင်ငံခြားမှာပေါ့အထူးသဖြင့်ဆိုလို့ရှင်တော့အမေရိကန်မှာပေါ့နော်အရန်ခေစားနေတဲ့ဝိတ်ကြတဲ့ product လေးရှိတယ်သူကဘယ်လောက်ထိအောင်မှခေစားလဲဆိုလို့ရှင်ဟို Oprah Winfrey လာ သူကိုယ်တိုင်တော့မှပြောယူရတယ်ပေါ့နော်ဘာပြောလဲဆိုလို့ရှင်အော် Hollywood ကမင်းသားမင်းသမီးတွေအကုန်လုံးက အစားအသောက်တွေစင်ခြင်း exercise တွေအမျိုးစုံလုပ်ပြီးတော့သူတို့တွေကပိန်နေကြတာမဟုတ်ဘူးပဲသူတို့ကအမှန်ကတော့ Ozempic တုံးနေကြတာကိုဆိုပြီးတော့သူ့ရဲ့ဟိုဘယ်လိုပြောရမလဲအဆီဇင်တစ်ခုထဲမှာကိုသူအဲ့လိုပြောရတဲ့အထီကိုအဲနာမည်ကြီးတဲ့ product ပေါ့နော်အဲ့တော့ဟို example ကတော့အမှန် Ozempic ဆိုပြီးတော့ပဲလူအသိများတာပေါ့နော်အဲသူကကြတော့အခုနောက်ပိုင်းမှာကနာမည်ကြီးရတဲ့အကြောင်းရင်းကခုနကတော့ โอปราပြောသွားတဲ့ခေါင်းစဉ်ပဲအဓိကကဘာလဲဆိုအစားတော့ထင်းကြမလို့ exercise တွေလုပ်စရာမလိုဘူးဆေးလေးပဲပုံမှန်ထိုးနေအောင်ပဲပေါ့နော်ထိုးနေလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ကိုလိုချင်တဲ့ body weight ကိုရေရှည်ထိန်းထားနိုင်တယ်ပေါ့နော်သူတို့အမြဲတမ်းဟာလာ rack card တွေပေါ်မှာလှနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့က Hollywood မှာကသူက နာမည်ကြီးနေရအရန်ကြာသွားပြီပေါ့နော်လူတွေကလည်းမျိုးစုံပြောကြတာပေါ့နော်အဲဦးဇန်ပစ်ကိုတုံးလို့ပဲသူတို့တွေကလာနေတာဝိတ်တွေကြားနေတာဒါပေမဲ့ပြီးလို့ရှိရင်နောက်တစ်ခုလာတာဘာလဲဆိုလို့ရှိရင်တော့ဦးဇန်ပစ် face ဆိုပြီးတော့သူတို့ပြောတာတွေရှိတယ်ဘာလဲဆိုလို့ရှိရင်တော့အဲမျက်နှာကြီးကချောင်ကျနေတာလို့တခါတလေကြားလို့ရှိရင်မျိုးပေါ့နော်အပိန်လွန်နေတာပေါ့နော်ဟိုပင်ပန်းနေတယ်ဆိုတော့ရုပ်မျိုးထွက်နေတာပေါ့เนาะမင်းသမီးတွေတခါလေဂျနီဗာလို့ပတ်စတူပါလို့ဖြစ်တတ်တယ်ဗျာပြီးလို့ရှိရင်လေအီလမတ်စ်တောင်မှသူကအဲ့ဒါနဲ့ဝိတ်ချထားဒါလို့ပြောကြတယ်ပေါ့เนาะဆိုတော့ ဟိုကျွန်တော်လည်း disclaimer လေးပြောဖို့မေ့ပါတယ်ဒီ video ထဲမှာကျွန်တော် ပြောရမယ့်အဓိကတော့ entertainment เนาะကျွန်တော်စာရန်လေးထိုးထားပြီးပြီဟိုဆိုတော့တကယ်ကိုအတိအကျ data တွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကိုဆက်ပြီးတော့လေ့လာပါကျွန်တော်ကဒီနေ့ပြောပြပေးမှာဘာလဲဆိုလို့ရှိရင် Ozempic ဆိုတာဘာလဲပေါ့เนาะပြီးလို့ရှိရင် तू ကဘယ်လိုအလုပ်လုပ်တာလဲပေါ့เนาะပြီးလို့ရှိရင် तू ကနေပြီးတော့မှဘာတွေဖြစ်လာနိုင်တာလဲပေါ့เนาะပြီးလို့ရှိရင် အဲဒီလိုမျိုး trend တစ်ခုဖြစ်လာရတဲ့အကြောင်းရင်းအနောက်ကကိစ္စတွေကိုလည်းကျွန်တော်အတတ်နိုင်ဆုံးတော့စုံမြောက်ကျွန်တော်ရှင်းပြပေးသွားမယ်နော်ဆိုတော့အားလုံးလည်းသိကြမယ်လို့တော့ထင်တယ်ကျွန်တော်ပြောပြလားမပြောပြလားတော့မသိဘူးကျွန်တော်ကမန်လေးစိတ်သက်ကသူကနေစေချောင်းကို final pack 2ထိတက်ထားတယ်ပေါ့နော် final pack 2ကိုစာမွေးတည်းလည်းကျွန်တော်ဖြည့်ထားပါတယ်ဒါပေမဲ့ကျွန်တော်ကဘွဲမရထားဘူး pack 2မှာလည်းကျွန်တော်ကတဘာတာစာမွေးကြထားတာပေါ့နော်ကြပြီးကျွန်တော်ကပြန်မဖြည့်တော့ဘဲနဲ့ကျွန်တော်ဆရာဝန်အလုပ်ကြီးကိုဆွန့်လွှတ်တာ အဲ့တော့ဆရာဝန် course တစ်ခုလုံးတော့ကိုတက်တော့တက်ထားတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်စေးပညာနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေပညာတွေကတော့ကျွန်တော်နဲ့အရင်ကြီးမစိမ့်ပေါ့နော်အဲ့ဒါကိုလေးဦးပဲကျွန်တော်ကအားသာချက်ယူပြီးတော့ကျွန်တော်ဒီနေ့ရှင်းပြပေးမှာပြောပြပေးတာလည်းဘာကြောင့်မှမဟုတ်တော့ကြာအာကိုရတာဆရာဝန်ဟုတ်လို့လားဘာဘာညာညာအများကြီးစဉ်းစားနေကြမှာဆိုလို့ကျွန်တော်ကပြောပြပေးတာကျွန်တော်ကစေးကြောင့်တက်ပူတယ်ဆရာဝန်တော့မဟုတ်ဘူးဒါပေမဲ့စေးပညာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဖတ်ရင်နားလည်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကအဲ့ဒါလေးတွေကိုယူပြီးဘ ഹു တုတနေနဲ့ကျွန်တော်ကပြောပြပေးတာဒီကနေတစင်ကျွန်တော်ဗီဒီယိုကိုကြည့်ပြီးတော့မှသွားပြီးသုံးမယ်လို့ဘာညာတွေစဉ်း င်းစားတယ်ဆိုရင်ကျွန်တော်လုံးဝအားမပေးပါဘူးတုံးကျင်တယ်ဆိုရင်ကိုယ့်အကကိုလေ့လာပါเนาะလေ့လာပြီးတော့ကိုယ့်ရဲ့ risk နဲ့ကိုယ်တုံးပါနော်ကျွန်တော်ကတော့ဒီဗီဒီယိုကနေဘာလန်းချောင်းမှကျွန်တော်မပေးဘူးเนาะကျွန်တော်ရှင်းပြပေးတာပဲကျွန်တော်လုပ်မှာเนาะဆိုတော့ Ozempic ဆိုတာဘာလဲပေါ့เนาะအမှန်ကတော့ Ozempic ရဲ့ compound name ကကျွန်တော်အတန်အတွက်လေးတော့ကျွန်တော်ကြက်ထားတယ်ပြောပြပြင်ဘာလဲဆိုတော့ Satma glutide တဲ့เนาะအဓိကကတော့ Ozempic ကသူကအစထွက်လာတော့ကသူကစီးကျူကူဖို့အတွက်ထွက်လာတယ်စေးပြတိလား ိုက weight ချဖို့တော်ထွက်လာတဲ့ဟာမဟုတ်ဘူးပေါ့နော် weight ကျတာကသူကဘာလဲဆိုတော့သူကအမှန်က side effect ဒါသုံးတဲ့အခါမှာ weight တွေကျတယ်ကျတဲ့အခါမှာလူတွေကဘလို့ဖြစ်လဲဆိုတော့ weight ကျတဲ့အခါကျ weight ကျတဲ့နေရာမှာသွားပြီးသုံးဆွဲကြတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဦးဇန်ပစ်ကနောက်ပိုင်းမှာအခုနာမည်ကြီးလာတဲ့အခါကျတော့သူ weight ချဖို့အတွက်ဒီပါညာရဲ့နာမည်ကြီးလာအမှန်ကသူကဒီ type 2 diabetes ပေါ့နော်ဟိုကစီးကျိုသွေးကျိုအမျိုးအစားနံပါတ်1အတွက်ကိုသူကထုတ်ထားတယ်စီး ဆိုတော့ဒီနေရာမှာကျွန်တော်ရှင်းပြရမယ့်ကိစ္စတွေအများကြီးရှိလာပြီเนาะဗီဒီယိုတော့နည်းနည်းလေးရှင်းနိုင်တယ်ဘ ഹു တုနာရခြင်းတယ်ဆိုလို့ရှင်းရနော်အဆုံးထိကြည့်ပြပါကျွန်တော်ကလည်းဒီဟာကြီးကိုရိုက်လိုက်ဆက်လိုက်နေတော့လောက်ရမှာပေါ့เนาะဘာကြောင့်လဲဆိုတော့ပြောရမယ့်ဟာတွေရအများလုံးအကြီးတယ်အဲ့တော့နံပါတ်1ကျွန်တော်အခုရှင်းပြပေးခြင်းတာကြာပါလဲဆိုလို့ရှင်းစီဂျိုအကြောင်းကိုကျွန်တော်ကပြောပြပေးခြင်းတယ်စီဂျိုမှာကကျွန်တော်တို့က type 1 type 2ဆိုပြီးတော့နှစ်မျိုးရှိတယ်ပေါ့เนาะအလွယ်လေးပဲပြောပြမယ်เนาะအရန်ကြီးဟိုဖြစ်နေမှာဆိုတော့ type 1ကဘာလဲဆိုလို့ရှင်းတော့ငငယ်လေးကလေးဖြစ်တတ်တဲ့စီဂျိုလို့ပြောရမယ်သူကတော့အမှန် auto immune ကြောင့်လည်းဖြစ်နိုင်တယ်အဓိကဒီပါလဲဆိုလို့ရှင်းရင်တော့သူက ခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်ထဲမှာပေါ့နော်ဒီအင်ဆူလင်ထုတ်ပေးတဲ့ cell pancreas ပေါ့နော် pancreas ဆိုအစာရည်ပြုံးပြောတာအဲ့ဒါလေးကျွန်တော်ပုံလေးထုတ်ပြပေးမယ် pancreas ရဲ့ထဲမှာရှိတဲ့ ဆဲဆီကနေကျွန်တော်တို့အင်ဆူလင်ထုတ်ရတယ်အင်ဆူလင်ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တကြားစားတကြားဆိုတာကာဘိုဟိုက်ဒရိတ်ပေါ့နော်တကြားဆိုလို့တကြားပဲလို့ထင်နေမှာဆိုလို့မဟုတ်ကျွန်တော်တို့ဟိုကစီဓာတ်တွေပေါ့နော်ကာဟိုထမင်းစားတယ်ခေါက်ဆွဲစားတယ်ပြောင်မှုစားတယ်အာလူးစားတယ်စသဖြင့်ပေါ့နော်တကြားစားတယ်အဲကြံရည်တောက်တယ်အဲ့ဒီအချိုတွေအကုန်လုံးအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ခန္ဓာကိုယ်တွေရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအစာရေပြုံပေါ့နော်ပန်ခရီးယပ်စ်ကနေသူအင်ဆူလင်ကိုထုတ်ပေးရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အင်ဆူလင်ကသူကဒီကျွန်တော်တို့စားလိုက်တဲ့အခါမှာအစာလမ်းကြောင်းကနေဆုတ်ယူသွားတဲ့ဒီတကြားဓာတ်တွေအကုန်လုံးကသွေး းထဲကိုရောက်သွားတာတွေးထဲမှာတော့တခြားဓာတ်ကိုပြန်လျှော့ချဖို့အတွက်တွေးထဲကနေတစ်ဆင်ခန္ဓာကိုယ်ထဲကိုရောက်ဖို့အတွက်ကအင်ဆူလင်ကအလုပ်လုပ်ပေးရတာပေါ့နော်အမှန်ကကျွန်တော်တို့ကဟိုတခြားဓာတ်ကတွေးထဲမှာကျွန်တော်တို့လိုတာမဟုတ်ဗျာဥမာအုံနောက်ကလိုမယ်အသေးကလိုမယ်ခန္ဓာကိုယ်ရဲ့ဟိုကြွက်သားတွေကလိုမယ်ကျွန်တော်တို့ energy အနေနဲ့သုံးတာဟုတ်အုံနောက်ဆိုလို့ရှိရင်တခြားဟုတ်ပဲအဓိကသုံးတာဗျာအဲဒါကြောင့်မလို့ကျွန်တော်တို့အာသီအချိုကြီးတွေဆိုလို့ရှိရင်တခြားတွေပဲထည့်ပေးထားတာဘာကြောင့်လဲဆိုရင်တောက်လိုက်လို့ရှိရင်တကြားပြပြဝဝရရသွားတယ်တွေ့တဲ့မှာတကြားတက်တွေတက်လာမယ်တကြားတက်တွေကအုံနောက်ထဲကိုရောက်သွားတဲ့အခါမှာအုံနောက်ကကြည်ရယ် စိတ်ကြည်တယ်ဗောနအုံးလာတော့ဂလူးကို့စ်ကိုပြပြဝဝရလိုက်တယ်အဲအကြောင်းမလို့ကျွန်တော်တို့ကအားပြည့်တယ်လို့ထင်ရတယ်လန်းဆန်းတယ်လို့ထင်ရတယ်ဒါလေးကကျွန်တော်အကြံပြင်းကြားရတယ်ကျွန်တော်ရှင်းပြပေးတာဗောနော်ဆိုတော့အစာရေပြွန်တဲ့အင်ဆူလင်ထုတ်တဲ့ cells တွေကပျက်စီးတာ ဟိုရှင်းရှင်းပြောရင် insulin မထုတ်နိုင်တာပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့က type 1 diabetes လို့ခေါ်တယ်ဆိုတော့ဖြစ်နိုင်တဲ့အကြောင်းရင်းနဲ့တော့ genetic လည်းဖြစ်နိုင်တယ်ဗျာပြီးလို့ရှိရင်တခြားပေါ့နော် virus infection တွေတို့ environment factors တွေကြောင့်လည်းသူကဖြစ်နိုင်တယ်ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်နိုင်တယ်ဗျာ virus infection virus ကူးစက်မှုကြောင့်လည်းဖြစ်နိုင်တယ် genetic ပေါ့နော်မိုးရွာပါကြောင့်လည်းဖြစ်နိုင်တယ်အများစုကသူတို့ပြောချင်တာတော့ autoimmune disease ပေါ့နော်ကိုယ်ခန္ဓာကိုယ်ကပဲကိုယ့်ကိုယ်ကိုပြန်ပြီးတိုက်ခိုက်တဲ့သဘောသူကဗာလဲဆိုရင်ခန္ဓာကိုယ်ရဲ့ကကိုယ့်ရဲ့ immune system ပေါ့နော်ခုခံတိုက်ခိုက်တဲ့ system ကသူက ပြင်ပကဆဲဆီကိုတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီအင်ဆူလင်ကိုထုတ်ပေးနေတဲ့ pancreas ကဆဲဆီကိုတွားပြီးတိုက်ခိုက်တဲ့အတွက်ဆဲဆီပျက်စီးတဲ့အတွက်ကြောင့်မလို့သူကအင်ဆူလင်မထုတ်နိုင်အင်ဆူလင်ကိုမထုတ်နိုင်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်သွေးကြောထဲမှာကသူကတခြားဓာတ်တွေများနေတယ်အဲကြောင့်မို့သူကဆီကျူတွေးကျူဖြစ်တယ်ပေါ့နော်အလွယ်ပြောပြရမယ်ဆိုလို့ရှိရင်တော့အတိုင်းပေါ့အဲကြောင့်မို့သူကဘာလဲဆိုရင် insulin dependence ဘာလဲသူကအင်ဆူလင်ကိုပုံမှန်ထိုးပေးရတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်တော့သွေးထဲကတခြားဓာတ်ကိုပုံမှန်ထိမ့်ပေးလို့ရတယ်ဘာလို့ခန္ဓာကိုယ်အတွင်းကနေ insulin မထွက်တဲ့အတောင်အတွက်ကြောင့်မို့ဒါတိုက်ပွန်းပေါ့နော် ဆိုတော့ type 2ကကြပါလဲဆိုကျွန်တော်အသက်ကြီးလာတဲ့ခါမှာဖြစ်တဲ့သွေးကြိုစီကြိုအဲ့ဒါကကြတော့ type 2လို့ခေါ်တယ်။သူကကြတော့အမှန်ပြောရမယ်ဟိဆိုလို့ရှိရင်နံပါတ်1က insulin ကို response ကောင်းကောင်းမလာတော့တာပေါ့နော်။ insulin ကို resistant ဖြစ်လာတဲ့သဘောကျွန်တော်တို့ပုံမှန်အတိုင်းပဲ pancreas ကနေရလဲ insulin တွေထုတ်ပေးတယ်။ကျွန်တော်စားလိုက်တဲ့တခြားတွေစားလိုက်တဲ့ထမင်းတွေစားလိုက်တဲ့ဆိုရင်သွေးထဲမှာအချိုးဓာတ်တွေများလာတယ်။များလာတဲ့အခါမှာ pancreas ကနေသူက insulin ကိုထုတ်ပေးတယ်။အဓိကကသွေးထဲကတခြားဓာတ်ကိုရှော့ချဖို့။ဒါပေမဲ့ insulin ကိုသူက resistant ရလာတာပေါ့။ တဘောကအင်ဆူလင် ထုတ်ပေးပေမဲ့လည်းသူတို့အလုံးအလုံးမလုံတော့ဘူးဆိုတဲ့ပုံစံမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဒီအစာရေပြုံကနေအင်ဆူလင်ကိုထုတ်ပေးတာနှေးလာတာမျိုးပေါ့နော်အဓိကကကြတော့ကျွန်တော်တို့ဒီ type 2ဆိုလို့ရှိရင်သူ chronic disease ပေါ့နော်ကျွန်တော်အသက်ကြီးလာတော့မှခန္ဓာကိုယ်ပြည့်စုံမှုလမ်းလမ်းကြောင်းအရာဖြစ်လာတဲ့ယောဂါလို့ပြောရမှာပေါ့နော် type 1ကကြတော့အမှန်တမ်းပြောလို့ရှိရင် तू ကမွေးအဲ့လိုမျိုးဟို ပုံမှန် process အသက်ကြီးလာလို့ဖြစ်တဲ့ပျက်စီးတယ်ဆိုတဲ့ process မျိုးမဟုတ်အဲ့ဒါ type 1 type 2ကအမှန်တော့အသက်ကြီးလို့ကျွန်တော်တို့ကချို့ယွင်းလာတာဗျာရှင်းရှင်းပြောလို့ရှိရင် insulin ထွက်ပေမဲ့လည်းခန္ဓာကိုယ်ကကောင်းကောင်း response မလာတော့တာမျိုးလို့ဒါမှမဟုတ်လို့ရှိရင်လည်း pancreas ကအိုးလာလို့ insulin ကိုမြန်မြန်မထုတ်တော့တာမျိုးတို့အဲ့လိုမျိုးတွေပေါ့เนาะဆိုတော့ပျောက်လာဆိုလို့ရှိရင်တော့သွေးစီးကျို့သွေးကြိုတွေအကုန်လုံးကတော့ chronic disease ပဲ chronic disease ဆိုတဲ့အထိပ္ပယ်ကသူရေရှည်ကူးရမဲ့ disease တွေပဲသူကဟို ခေါင်းစဉ်ပေါင်းစုံနဲ့ပေါ့နော်အနေတိုင်းဆင်ကျင်ရတာအစားအသောက်ဆင်ကျင်ရတာပြီးလို့ရှိရင်ကျွန်တော်တို့ပျောက်တဲ့ယောဂါတော့မဟုတ်ဘူးသူ့ကိုကျွန်တော်တို့ထိန်းရတာပေါ့နော်မျိုးစုံနဲ့ထိန်းရတယ်တပွားအင်ဆူလင်ထိုးပေးရတာတွေရှိတယ်အင်ဆူလင်နည်းနေတဲ့လူတွေဆိုလို့ရှိရင်ဒါမှမဟုတ်ရှင်လေကျွန်တော်တို့အခုပြောတဲ့ဆေးလိုပြောပေါ့အူဇံပစ်ထိုးပေးရတဲ့လူတွေလည်းရှိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကအဓိကသည်တွေးထဲမှာဟိုတခြားတဲ့မြင့်မနေအောင်ပေါ့နော်မြင့်လိုက်ဘာဖြစ်လဲဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကခနာကိုယ်ထဲကိုမရောက်ဘဲနဲ့တွေးထဲမှာပဲမြင့်နေရင် तू က ွေးစီးကြိုတွေးကြောသူက organ အားလုံးပြက်စီးတာသူကလေဟို multi organ disease ပေါ့နော်တဘောကဒီတော့တခုစီးပြက်စီးတာမျိုးတော့မဟုတ်ဘူးတွေးထဲမှာအချိုးတက်များနေတဲ့အတွက်ကြောင့်လူနှလုံးမှာလည်းသူပြက်စီးရဲ့ကိစ္စရှိမယ်ကြောက်ကပ်မှာသူပြက်စီးရဲ့ကိစ္စရှိမယ်ဟိုမှာပြက်စီးရဲ့ကိစ္စရှိမယ်ဒီမှာပြက်စီးရဲ့ကိစ္စရှိမယ်အများကြီးပေါ့နော်အဲ့လို multi organ ကိုသူကထိတယ်ယောဂမျိုးဆိုတော့ကျွန်တော်တို့အဓိကလောက်ရတာဘာလဲဆိုလို့ရှင်တော့တွေးကြောထဲမှာရှိတဲ့အချိုးတက်ကိုကျွန်တော်တို့တောက်လျှောက်ထိန်းပေးရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲ့တော့ ထားလိုက်ပါအဲ့တော့စီဂျိုတူလွေးဂျိုကကျွန်တော်တို့က type နှမျိုးရှိတယ်တကူကမွေးရပါလို့မျိုး genetic တော့လကောက်ငယ်ငယ်ကလေးဖြစ်တဲ့ type အများစုကျွန်တော်တို့အခုချိန်မှာလူတိုင်းပြောနေကြတာကကြတော့ပါလေဆို type 2 diabetes ကိုပြောကြတာပေါ့နော်အသက်ကြီးလာလို့ကျွန်တော်တသက်လုံးစားလာတဲ့တကြားတွေများနေလို့အသက်ကြီးလာတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကတကြားကိုကောင်းကောင်းလေးဟိုစီမံမခန့်ခွဲနိုင်တော့တဲ့အခါကျတော့တွေးထဲမှာများနေတဲ့အတွက်အဲကြောင့်မလို့ကျွန်တော်တို့ကဘာလို့ရတာလဲဆိုရင် type 2 diabetes ကိုကုရတဲ့ပုံစံကတစ်မျိုး ozempic ဆိုတာကသူကဒီ type 2 diabetes ပေါ့နော်ဒီစီးကျိုသွေးကျိုအမျိုးအစားနံပါတ်1ကို ကုဖို့အတွက်ထုတ်ထားတယ် C အဲ့တော့အိုဇမ်ပင်မှာပါတဲ့ခုနကျွန်တော်ပြောပြပေးတဲ့ sigma glutide ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်သူကလာပြီနောက်ထပ်ဇက်လိုက်တယောက်ပေါ့နော်သူကပါလဲဆိုလို့ရှိရင်เนาะ GLP-1 လို့ခေါ်တယ် glucagon like peptide 1အဲ့ဒါကြပါလဲဆိုလို့ရှိရင် ကျွန်တော်တို့ခန္ဓာကိုယ်ထဲကနေပုံမှန်ထုတ်ပေးတဲ့ဟော်မုန်းပဲအ နော်အဲ့ဒီဟော်မုန်းနဲ့ပုံစံတူတဲ့အဲဆေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အိုဇန်ပစ်လို့ခေါ်တာခုနပြောတဲ့ဆက်မဂလူတိုက်ဆိုတာသူက GLP-1 receptor agonist နာမည်ကြီးကတော့ထားလိုက်တော့ဗျာရှင်းရှင်းပြောရင်ခန္ဓာကိုယ်ထဲမှာကျွန်တော်ပုံမှန်ထွက်တဲ့ဟော်မုန်းတစ်မျိုးရှိအဲ့ဒါ GLP-1 လို့ခေါ်တယ်။ GLP-1 ကိုကျွန်တော်တို့ကခန္ဓာကိုယ်ကြီးကထုတ်ပေးတယ်။ဓမင်းစားလိုက်တဲ့အချိန်တိုင်းမှာထုတ်ပေးတယ်။ ူ့ရဲ့အလုတ်ကဘာလုတ်တာလဲဆိုလို့ရှိရင် तू ကအင်ဆူလင်ကိုထွက်လာတာစေတယ်ပြီးလို့ရှိရင်အာဒီအဓိကကွာ तू ကဒီတွေးထဲမှာရှိတဲ့တကြားတဲ့ကိုရှော့ချပေးနိုင်တဲ့ဟော်မုန်းအဲ့ဒီဟော်မုန်းက तू ကခန္ဓာကိုယ်ပုံမှန်ထုတ်ပေး तू နည်းနည်းပဲထုတ်ပေးတယ်စားလိုက်တဲ့အချိန်မှာထုတ်ပေးတယ်အချိန်အကြာကြီးလည်းမထုတ်ပေးဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာလုတ်လဲဆိုလို့ရှိရင်စေးနဲ့ထိုးပေးလိုက်တာ အဲ့ဒါကအိုဇမ်ပစ်အိုဇမ်ပစ်ထဲမှာပါတာကဘာလဲဆိုရင်ကျွန်တော်ခုနကပြောတဲ့ Semma glutide ပါတယ် Semma glutide ကဘာလဲဆိုလို့ရှိရင်သူက GLP-1 ဟော်မုန်းနဲ့ပုံစံတူတဲ့ဆေးပေါ့နော်တဘောကခန္ဓာကိုယ်ရေထွက်တဲ့ဟာတော့မဟုတ်ဘူးကျွန်တော်အပြင်းအထန်ထိုးထည့်ပေးလိုက်တာသူ့ရဲ့အလုတ်ကဘာလုံးမှာလဲဆိုရင် GLP-1 အလုတ်လုတ်တလို့မျိုးပဲသူကလုတ်မှာအဲ့တော့ GLP-1 ဆိုတာဘာလဲဆိုရင်သူကခန္ဓာကိုယ်ရေထုတ်တဲ့ဟော်မုန်းသူကသွေးထဲမှာရှိတဲ့သွေးတစ်သက်သွေးတစ်ကြားတက်ပေါ့နော်သွေးအချိုတက်ကိုသူက short ချပေးမှာ အဲ့တော့သူကဘလို့ short ချပေးတာလဲပေါ့နော် GLP-1 ပဲဖြစ်ဖြစ်ကျွန်တော်ခုနပြောတဲ့ Ozempic ပဲဖြစ်ဖြစ်ပေါ့နော်သူကအသွေးထဲမှာရှိတဲ့တခြားတဲ့ကောသူဘလို့ short ချပေးတာဆိုလဲဆိုလို့ရှိရင်သူ့ရဲ့ function ကဟိုပါပေါ့နော်ပုံစံကနံပါတ်1ကသူက stimulate insulin release insulin ထွက်လာတာများအောင်သူကတိုက်တွန်းပေးတယ်သဘောကဘာလဲဆိုလို့ရှိရင် pancreas ကိုတွားပြီးလို့ရှိရင် insulin မြန်မြန်ထုတ် insulin မြန်မြန်ထုတ်အဲ့ဆိုလို့ရှိရင်အသွေးထဲမှာနေတခြားတဲ့ကောငါတို့က muscle တွေထဲကိုပို့လို့ရမယ်ဗယ်ထဲကိုပို့လို့ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်သူက glucagon release ကိုသူကနည်းစေတယ် ူကာကွန်ဆိုတာကအဓိကပါလဲဆိုလို့ရှိရင်တွေးထဲမှာရှိတဲ့တွေးတကြားတဲ့ level ကို မြင့်လာစေတဲ့အာမြင့်လာစေတဲ့ဟော်မုန်းပေါ့နော်အဲ့ဒါကိုလည်းသူကတွားပြီးတော့ inhibit လုပ်တယ် inhibit ဆိုတာက insulin မများထွက်ဂလူကာကွန် short တဘောက insulin များပြီးဂလူကာကွန်နည်းနေရင်တွေးထဲမှာတကြားတဲ့ကနည်းမယ် တတိယတစ်ချက်ကအရေးကြီးလာပြီအဲ့ဒါကဘာလဲဆိုလို့ရှိရင်သူက slow gastric empty နေတယ်တဘောကသူကအစာအိမ်ထဲမှာရှိတဲ့အစာကုန်ဆုံးမှုကိုသူကနှေးစေတယ်တဘောပေါ့လားတဘောကဘာလဲဆိုကျွန်တော်တို့ကဥမာထမင်းငါးလောက်စားလိုက်တယ်ငါးစွန်းစားလိုက်တယ်စားလိုက်တဲ့ဟာဒီပုံမှန်ဒီသူက7မိနစ်နဲ့အစာချေတယ်ထားလိုက်ပါကျွန်တော်ပုံမှန်ဆိုရင်နှစ်နာရီအတွင်းအစာချေတယ်လို့ထားလိုက်တော့အဲ့ဒါဆိုလို့ရှိရင်သူကသူကနှေးသွားစေတယ်အစာဒီ အစာအိမ်ထဲမှာအစာကုန်သွားတဲ့ဟာကိုသူနှေးစေတာ gastric acid ထွက်တာကိုလည်းသူကရှော့ချပေးတယ်အစာအစာအိမ်ထဲမှာကျွန်တော်အစာချေရင်ဗျာ acid တွေထွက်ရတယ် acid တွေထွက်ပြီးတော့မှ အစာကိုသူ acid နဲ့ခြေလိုက်တယ်ခြေပြီးရင်အာဟာရတွေကျွန်တော်ကဆုပ်ယူတယ်အဲ့တော့သူ acid ထွက်တာကိုလည်းရှင်းရှင်းပြောင်းအစာမကြည်အောင်လုပ်လိုက်တာပေါ့နော်ဟိုနားလေရအောင်ပြောရမယ်ဆိုသူအစာမကြည်အောင်လုပ်လိုက်တယ်အဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုရင်သူအစာချေတာနှေးတယ်ကြာကြာခြေရတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်လူကတော်ရုံတောင်ပိုင်းမစားနင်းနေစားလိုက်ယူနေတော့ပိုက်ပြီး သဘောပေါက်လားမသိနော်အဲ့တော့အဲ့ဒါတွေကိုပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့တွားလူတယောက်ကိုအစားစားခြင်းစိတ်ကိုရှော့ချပေးတယ်။သူအမြဲတမ်းဘိုက်ပြည့်နေရဲဆိုတဲ့ feeling ကိုပေးတယ်။ Ozempic က GLP-1 တော့လကောင်း Ozempic တော့လကောင်းပေါ့နော်။ခဏကွာထွက်တဲ့ဟာကိုပြောရမယ်ဆို GLP-1 အပြင်ကနေကျွန်တော်ထွက်တဲ့ဟာအမှန်တော့ Ozempic တမျိုးပဲရှိတာမဟုတ်ဘူးနော်။အခုကနမဲအကြီးဆုံးကသူဖြစ်နေလို့သူ့ကိုထုတ်တဲ့ company ဆိုလို့ရှိရင်အခုလောလောဆယ်မှာကိုသူကဟိုဘီလီယံနာတွေပါဖြစ်နေပြီအဲ့အဲ့ company ကဆိုတော့ ။ Ozempic ကနေသူကဘာလုပ်ပေးတာလဲဆိုလို့ရှင်ခုနအကြီးကြီးဆုံးနှစ်ချက်ကကျွန်တော်အောက်ကနှစ်ချက်ပေါ့နော်။သူကဘာဖြစ်စီတာလဲဆိုရင်နံပါတ်1သူကအစာအိမ်ထဲကနေသူကအစာထွက်ဟိုခြေတာကိုလည်းသူကနှေးသွားစေတယ်အစာကုန်တာကိုလည်းသူကနှေးစေတယ်အပြင်ဘိုင်းဝါနေပါတယ်ဆိုတဲ့ feeling ကိုသူကရှည်စေတယ်။အဲ့တော့ဘာဖြစ်လဲဆိုရင်လူကဘိုင်းဝါနေတော့စားမစားအောင်ပြီးလို့ရှင်အစာအိမ်ထဲမှာကသူကတစ်ခေါက်စားထားလဲလို့ရှင်ကိုသူကအကြာကြီးဘိုင်းပြည်နေတာမျိုးပေါ့ ဲ့တော့ဘာဖြစ်လဲဆိုလူတွေစားကျင်စိတ်တိတ်မရှိတော့ဘူးမစားဖြစ်ဘူးဆိုမှတော့ဝေးကြပြီလေအမှန်ကတော့သူက side effect အနေနဲ့ဝေးကြတာဒါပေမဲ့သူ့ရဲ့ function ထဲမှာဒါတွေပါနေတဲ့အတွက်ကြောင့်မလို့လူကစားကျင်စိတ်မရှိဘူးလို့အဲကြောင့်မလို့ ozone ပေတုံးခိုင်းသူ့ရဲ့အနောက်က side effect တွေကဘာတွေရှိလဲဆိုကျွန်တော်ကြော်ပြီးပြောလိုက်မယ်နော် side effect တွေ side effect တွေကသူကဘာတွေရှိတာလဲဆိုလို့ရှိရင် engine တာတို့ diarrhea one shot တာတို့ vomiting အံတာတို့ပေါ့နော်ဟို nausea ဆိုတော့ပြို့တာပေါ့နော်ပြို့တာတွေတို့ ဝမ်းလျှောတာတွေလို့အန်တာတွေလို့ပြီးဝမ်းချုပ်တယ်တေးကြတယ်လေအစာအိမ်လို့သူကဒီအစာချေစနစ်ကြီးနှေးသွားမှတော့ဝမ်းချုပ်ပြီပေါ့နော်ဝမ်းချုပ်တာလို့ stomach pain ဆိုတာဒီကဘိုင်းနာတာလို့နော်ပြီးလို့ရှိရင်အစာစားခြင်းစိတ်ပျောက်တာလို့ဒါတွေအကုန်လုံးကအမှန်တိုင်းပြောရလို့ရှိရင်နော်သူက side effect ဒါပေမဲ့အဲ့ဒီဟာတွေကနေပဲဗာဖြစ်သွားတာလဲဆိုလို့ရှင်လူကိုတော့ဝိတ်ကြစေတယ်တော့အစားမစားစေချင်ကျွန်တော်အရင်တော့ဆိုလို့ရှင်တော့မပိန်စေးတွေထွက်သေးရလေဟိုတော့မပိတ်ခံရတဲ့ပိန်စေးတွေတောင်ရှိတယ်ဗျဗာလဲဆိုတော့အစားစားချင်းစိတ်ကိုထိမ့်ချုပ်ပေးတယ်ဆိုတဲ့ဟာဒါကြီးကတော့ဗျောင်းကိုထိမ့်ချုပ်ပေးတာ တော့အစာစားခြင်းစိတ်မရှိဘူးအစာတည်းကနေတစ်ခေါက်စားပြီးလို့ရှိရင်လည်းတော့အမှန်နဲ့တနက်လောက်စားလိုက်တယ်နင်းနေစားလိုက်တယ်ဆိုလို့ရှိရင်တော့တနေ့စာလုံလောက်သွားတယ်တဘောမျိုးနေ့ထပ်စားစရာမလိုတော့ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ပြီးရင်တော့ desire လည်းရှိမနေတဘောကအစားခြင်းနဲ့ဟိုကမြင်းတရေယူတယ်ဒီကမြင်းတရေယူတယ်ဆိုတဲ့ဟောင်းနဲ့တော့ထိန်ပေးလိုက်တယ်ဆိုတော့အမှန်တော့ရှင်းရှင်းပြောရမယ်ဗျာဝိတ်ထိန်နေဆိုတဲ့ကိစ္စပါဇက်ပေါက်ပိတ်လိုက်လို့ရှိရင်ဝိတ်ကထိန်သွားတာပဲသူကပါဇက်ပေါက်ပိတ်ပေးလိုက်တာပဲ သေလာသူကလည်းဟိုပိတ်တာလို့ဖြစ်သွားပါတော့ဘာသာပေါ့သေးလေးပဲဖောက်ပြလိုက်တဲ့တော့ဘာလို့နည်းနည်းလေးပဲစားလိုက်ရင် okay ဝါပြီပြီပြီးရင်ဖိုက်ပြေဝါပြီနင်းစားစင်စင်လည်းမရှိတော့အဲ့တော့လူတွေကဝိတ်ကြတယ်သူကဘယ်လောက်ထိကြလဲဆိုလို့ရှိရင်သူတို့မှန်းထားတာပြောတာเนาะကျွန်တော် data အတိအကျကိုပြောတာမဟုတ်သူဒီအမှတစ်နှစ်ဆိုလို့ရှိရင်တော့မှ तू က10ပေါင်အဲ့လိုမျိုးပေါ့เนาะကြတယ် လူတယောက်ကအမှန်အတော့လူရဲ့ type နဲ့လူရဲ့ body weight ဒီပါညာပုံမှာမူတည်တယ်ဗျာဘယ်လောက်ကြတယ်ဆိုတဲ့ကိစ္စကလူကလည်းဝေးကြတယ်ဆိုတော့ကြစရာဝေးရှိအောင်မှာကိုနော်ဆိုတော့အရင်ကွားတဲ့လူကဆိုအများများကြရင်ကြမှာဗျာနည်းနည်းလေးပဲပြည့်တဲ့လူကဆိုလို့ရှိရင်တော့ကြတာနည်းနည်းမယ်ဒါပေမဲ့ तू ပြောတာတော့56ပတ်ပေါ့နော်56ပတ်သူတို့စမ်းကြည့်လိုက်တဲ့ခါကျတော့ तू က body weight ပုံမှန်နည်းနည်းလေးဝါးတဲ့လူလားဆို तू ကတစ်နှစ်အတွင်းကို तू 10ပေါင်လောက်ကကျသွားအောင်အဲ့ဒါဒီပုံမှန်နဲ့ရေရှည်လုံးနေတဲ့ဟေ့ဆိုလို့ရှိရင်အဲ့လူကပြီးသွားပြီ तू အမြင်နဲ့ fit ဖြစ်နေတော့မှာလေ तू ခန္ဓာကိုယ်မှာက तू စားကျင်စိတ်လည်းမရှိဘူးပြီးလို့ရှိရင် तू ပုံမှန်လည်းဟို အစားအသောက်ပေါ်မှာသူကအရန်ကြီးကိုဟိုဒီဇိုင်းရတွေပါဘာညာရှိမနေတော့ဘောเนาะဆိုတော့အဲ့ဒါနဲ့တုံးကြတာ ဆိုတော့ကောင်းပြီကျွန်တော်တို့ကအဲ့ဒါဆို GLP-1 ကိုလည်းကျွန်တော်တို့တည်သွားပြီးအိုဇမ်ပစ်ကိုလည်းတည်သွားအိုဇမ်ပစ်ဆိုတာကကျွန်တော်တို့ပြောသလိုမျိုးတော့အင်ဆူလင်ထိုးသလိုမျိုးပဲတော့အမှန်ဆေးထိုးအပ်လေးနဲ့လာပန်လေးနဲ့လာတာပေါ့နော်အဲ့လေးတည်းကျွန်တော်လဲပြီးတုံးလို့ရတယ်ကျွန်တော်ဆေးဘူးပုံစံမျိုးလေးကျွန်တော်ပြထားတယ်ပေါ့နော်အဲ့လေးတည်းကျွန်တော်လဲပြီးတုံးလို့ရတယ်သူအတိက subcutaneous သူကဒီအရေးပြားအောက်ကိုကျွန်တော်ထိုးရတာပေါ့နော်ဘယ်နေရာတွေထိုးရတာလဲဆိုလို့ရှိရင်ဘိုက်မှာထိုးလို့ရတယ်ပေါင်တွေဘာတွေမှာထိုးလို့ရတယ်တချို့တည်းလက်မောင်းတွေမှာညာမှာထိုးလို့ရကျွန်တော်အင်ဆူလင်ထိုးသလိုမျိုးပဲပဲနော်အဲ့လိုမျိုးထိုးရတာတချို့တည်းတပတ်ကိုတစ်ချောင်းထိုးရတာတွေဘာညာလဲ ှိတယ် dose ကလည်းမျိုးစုံရှိရပေါ့နော်ဘလောက်မီလီဂရမ်ဘလောက်မီလီဂရမ်စသဖြင့်ရှိတယ်အများစုကတော့အိုဇန်ပေးအကုန်လုံးကသူကဆရာဝန်နဲ့တိုင်ပင်ပြီးလုပ်ရတာနော်ဆရာဝန်အနေပြီးတော့မှနင်ကစီးကျိုဖြစ်နေတိုက်တူးဖြစ်နေတယ်ဆိုရင် तू ကကြည်တယ်နင်ရဲ့စီးကျို level ကိုကြည်တယ်တွေးထဲမှာတော့ဘလောက် level ရှိနေတယ်အဲ့ဒါဆိုလို့ရှိရင်တော့အဲပုံမှန်တခြား high နဲ့မထုံမှအိုဇန်ပေးနဲ့ထိမ့်မယ်ပေါ့နော်အိုဇန်ပေးနဲ့ထိမ့်မယ်ဆိုရင်နင်ကတပတ်ကိုတစ်ချောင်းထိုးဘလောက်မီလီဂရမ်ထိုးဘာဘာညာညာဆက်စားပြီးရှိတယ် market ထဲမှာကလည်း तू က dose ကမျိုးစုံနဲ့သူကရောင်းနေပေါ့နော်ဆိုတော့ အမှန်ကအဲ့လိုမျိုးအဲ့တော့တကယ်လို့ကျွန်တော်တို့ဒီ GLP-1 နဲ့တူတဲ့ဟိုပါပေါ့နော်ဟိုဆေးတွေဟာအုပ်စံပိတစ်ခုတည်းရှိရလားဆိုတော့မဟုတ်ဘူးเนาะအဲ့ဒါလေးကိုလည်းကျွန်တော်အခုဟိုဟာထိုးပြပေးမယ်သူစီမာကဒူလာဂလူတိုက်လို့ခေါ်ရမှာတဲ့เนาะနာမည်မှိုင်း sorry เนาะကျွန်တော်ဟ ဟိုကထိုးပေးထားပေးမယ်เนาะပြီးရင် Libra Glutide တို့ပေါ့เนาะအဲ့မှာဆေးနမယ်တွေလည်းကျွန်တော်အကုန်လုံးပြထားပြီးတယ်သူတို့တွေကအဓိကကဟိုဟာဆိုလို့ရှိရင် set မှာ Glutide ပေါ့เนาะအိုဇမ်ပစ်တို့เนาะပြီးရင် Ribelsax တို့လာ Wegovy တို့စသဖြင့်ပေါ့เนาะဟိုအနောက်ကကျွန်တော်ခွင်းစာခွင်းပေးလေးနဲ့ပြထားပြီးတာက သူတို့က training နေပေါ့နော်တဘောကဆေးရဲ့နာမည်အရှိက compound နေ compound ဒီ compound ဆိုရင်တော့ဒီဆေးနာမည်ဝယ်ရမယ်ဒီ compound ဆိုရင်တော့ဒီဆေးနာမည်ပေါ့နော်အဲ့ဒါလေးတွေဝယ်ဖို့မတိုက်တွန်းဘူးเนาะကျွန်တော်ကြိုပြပြပြတဘူးသူစားနေနေပဲကျွန်တော်ပြတာเนาะဆိုတော့အဲ့ဒါအဲ့ဒါမျိုးလေးတွေရှိပါတယ်အဲ့တော့တကယ်လို့ပေါ့နော်ကျွန်တော်တို့က weight ချတဲ့အနေနဲ့ခေါင်းစဉ်နဲ့သွားမယ် hey ဆိုလို့ရှိရင်လည်းကျွန်တော်နောက်ထပ် ောက်တစ်ပုံကျွန်တော်ပြပြမယ်เนาะအမစီမီအဲဆက်မဂလူတိုက်တာဆိုလို့ရှိရင်သူကဝိတ်ချဖို့အတွက်ဆိုလို့ရှိရင် Wegovy အနေနဲ့သူကထုတ်ထားပေးတယ် Type 2 Diabetes အတွက်ဆေးသုံးဖို့အတွက်ဆိုရင်သူ Ozempic ဆိုတဲ့နာမည်နဲ့ထုတ်ထားပေးတယ်ပေါ့เนาะပြီးလို့ရှိရင် Liraglutide ဟာ Liraglutide ဆိုလို့ရှိရင်เนาะ weight ထိန်းဖို့အတွက်ဆိုလို့ရှိရင်เนาะ XAXENDA ဆက်ဆန်ဒါဆိုတဲ့နာမည်နဲ့ထုတ်ပေးတယ် Type 2 Diabetes သမားတွေသုံးဖို့အတွက်ဒါဆိုလို့ရှိရင်เนาะသူက Stiptoza ဆိုတဲ့နာမည်နဲ့သူကထုတ်ထားပြီးသဘောကဗျာအခုနောက်ပိုင်းမှာကအမှန်တိုင်းပြောလို့ရှိရင်ဒီဆေးတွေအကုန်လုံးကသူက weight loss အတွက်ထုတ်ထားတာမဟုတ်ဘူး weight loss မှာအရန်နာမည်ကြီးလာတဲ့အခါကျတော့မှသူတို့ကနေပြီးတော့မှဒီလို FDA တွေဘာညာနဲ့သူတို့ပြန်တင်ကြတာပေါ့နော်အဲ့ weight loss အတွက်ကိုသူတို့ approve ဖြစ်ထားတဲ့ brand လေးတွေလည်းရှိတယ်အရင်တုန်းကအိုဇန်ပစ်တွေပိုင်းတုံးနေဆိုအမှန်အိုဇန်ပစ်က weight loss အတွက်ထုတ်ထားတာမဟုတ်ဘူး body weight ချဖို့အတွက်ထုတ်တာမဟုတ်ဘူးသူတို့ဘာလဲသူတို့ကတရားဒီ side effect ကိုသူတို့သဘောကျလို့ကိုယ့်အကူသွားထိုးနေကြတာပေါ့နော်အဲ့ဒီလိုမျိုးဆိုတော့อืม အဲ့တော့နောက်တဲ့ side effect ပါရှိသေးလေပေါ့နော်ဟိုပိုပြီး serious ဖြစ်တဲ့ side effects တွေလည်းရှိအဲ့ဒါပါလဲဆို pancreatitis ပေါ့နော် pancreas ရောင်သွားတာတို့နော်ပြီး gallbladder ပြဿနာတက်တာတွေလို့ပြီးရင်ကြောက်ကပ်ပျက်စီးတာတွေလို့ပြီး hypoglycemia ပေါ့နော်အဓိကခုနပြောသလိုပဲသူအစာချေတာကလည်းနေသွားတယ်စားခြင်းစိတ်ကလည်းမရှိဘူးပြီးလို့ရှိရင်တွေးထဲမှာသူ insulin တက်လာတာကိုလည်းသူကအားပေးသေးတယ်ဂလူကာဂွန်ကိုကျတော့သူက short ချပေးတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့လူက glycemia hypoglycemia ဖြစ်တယ် hypoglycemia ဆိုတော့ဘာလဲဆိုရင်တော့တွေးတွေးအချိုတက်ကြတာပေါ့နော်တက်လာပြီးတော့သူကမူးတာဘာလို့ညာတွေးထဲမှာလုံးဝအချိုတက်မရှိတော့လို့အဲ side effect တွေဖြစ်တယ်အဲ့ဒါကလည်းကြောက်ရတယ်နော် ဲ့ဒါလည်းကြောက်ပါတယ်နော်တလားအဲအကြောင်းမို့ကျွန်တော် side effect တွေကိုလည်းကျွန်တော်တခါတည်းပြောပြပေးလားလူတွေကတခါကျကျွန်တော်ပိန်ကျင်တယ်လို့အချိုးတဲ့ short ကျင်တယ်လို့လာပြောတာအချိုးတဲ့ယော့ပြီးတော့သွေးထဲမှာအချိုးတဲ့မရှိလို့ရှင်လေလူက short ထိပါရတတ်တယ်ဗျာသိလားဆိုတော့အဲ့ဒါကလည်း severe side effect ပေါ့နော်လူကိုအသက်အန္တရာယ်ပါရှာနိုင်တယ်ဆိုတဲ့ side effect တွေထဲမှာပါတယ်အဲ့ဒါကြောင့်မို့လို့အများစုကဒီစိတ်တွေအသုံးပြမယ်ဆိုလို့ရှင်ဆရာဝန်နဲ့ပဲညွှန်ပါတော့ဗျာ ဟို USA မှာဆိုအရင်ကပြောရတယ်ပြောဘာကြောင့်လဲဆိုသူတို့တွေက Amazon ကနေဝယ်မယ်လို့ဘာကနေဝယ်မယ်မျက်စိစုံမေးရှောက်ဝယ်တာတွေလို့ဘာညာတယ်ပြတချို့တွေကလည်းမောင်ကူရောင်းတာတွေရှိတယ်ရော့နေငါအုံစမ်းပြရောင်းပေးမယ်နေမှနေထိုးဆိုတာပုံစံမျိုးတွေဘာကြောင့်လဲဆိုလို့ရှိရင်တရားဝင်မှာဆရာဝန်တွေကခွင့်မပြုဘူးဗျာသိလားဘာကြောင့်လဲဆိုရင် ND ရရှိနိုင်တယ်ဘာဘာညာညာပေါ့နော်ဆိုတော့ပြီးရင်ဈေးကြီးနိုင်တယ်ဗျာတချို့တွေကြာမပြက်လဲဆိုလို့ဒါအုံစမ်းပြနဲ့တူတယ်ဆိုပြီးစေးအတူတွေထွက်တဲ့ဟာတွေကလည်းအများကြီးပဲ Amazon ကနေဝယ်မှာလားလို့ဟာလားဟိုဗာလဲအာ AliExpress ကနေဝယ်မှာလားစသဖြင့်ပေါ့နော်အများကြီးရှိတယ်အဲ့တော့ စိတ်အတုကလည်းလုံးဝမထိမိပါစေနဲ့เนาะဒီအောင်စိတ်ဝင်စားရဲဆိုရင်ကိုကိုတိုင်းတိုင်ပင်နေတဲ့ဆရာဝန်ကိုသွားမေးပါ body weight ထိန်းပေးတဲ့ဆရာဝန်နေနဲ့မေးပါတိုင်ပင်မှာ တုံးလို့မရအောင်မဟုတ်ရပါတယ်ဒါပေမဲ့တိုင်ပင်ပြီးတော့မှဘယ်လိုပုံစံဖြစ်တဲ့ PC အစ်စ်ကိုရောက်ွဲပါတကယ်ကုမ္ပဏီဟောကနေပေါ့နော်ဟိုပေါက်တက်ကြရအွန်လိုင်းကနေရှောက်ပြီးတော့ထွက်တယ်များဒါတွေအတူတူပဲဒါပေါ်ပေါ်လေးဟိုပြောလေးပြောတာရှိတာပေါ့ဗျာတဘောပါလေဒီစေးရမှာ1ဒေါ်လာပဲတန်တာအဲ့ brand တွေက brand ဖြစ်နေတဲ့အတွက်ကြောင့်နေ့ကိုဒေါ်လာ100နဲ့ရောင်းနေတာငါနေ့ကို10ဒေါ်လာနဲ့ရောင်းပေးမယ်အတူတူပဲဆိုတာမျိုးတွေတော့မသုံးမိပါစေနဲ့ เนาะဒါကျွန်တော်တခါတည်းပြောထားပြီးတာစေပဲဖြစ်ဖြစ်ကျွန်တော်တို့ရအောင်နေတယ်အလန့်ကုန်ဒီမှာပဲဖြစ်ဖြစ်မှန်တယ်တခါလေကျွန်တော်တို့ပြောလို့ရှိရင် formula ကဘယ်လောက်ပဲကြာတာအရင်ကဘယ်လောက်ပဲကြာတာဆိုတဲ့ဟာကပြဿနာမဟုတ်ဘူးအနောက်မှာကထိန်းပေးရတဲ့ကိစ္စတွေညှိနှိုင်းရတဲ့ကိစ္စတွေ adjust လုပ်ပေးရတဲ့ကိစ္စတွေကအရေးကြီးတာဆိုတော့ပေါ်ချောင်ခေါင်းနောက်တော့မလိုက်မိပါစေနဲ့เนาะကျွန်တော်အတန်တန်ပြောပါတယ်เนาะဘာကြောင့်လဲဆိုရင်သူ့စီကနေဖြစ်လာနိုင်တဲ့ side effect တွေတည်ရပါတယ်เนาะတည်လောက်အောင်ဖြစ်တဲ့ ဟာမျိုးတွေပါအဲ့တော့ तू ကတော့ side effect တွေဘာတွေဘယ်လိုထိန်းသိမ်းလဲဆိုလို့ရှိရင်တော့အရီတောင်များများတောက်ပေးပါပေါ့နော်ပြီးလို့ရှိရင်ပုံမှန်ကတော့သူတို့ပြောချင်တာကတော့ဆရာဝန်နေနဲ့အမြဲတမ်းတိုင်ပင်ပြီးတော့ပဲလောက်ပါလို့ तू ကတော့ပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘာကြောင့်မလို့ Ozempic ဆိုပြီးတော့ ပြင်ကနေထိုးပေးရတာလဲပေါ့နော်ကျွန်တော်ခုနပြောရတဲ့မှာလဲပါပါလိမ့်မယ် GLP-1 ကသူကခန္ဓာကိုယ်ထဲမှာသူကခဏပဲထွက်တာကျွန်တော်စားလိုက်တယ်ဆိုစားလိုက်တဲ့အချိန်တွေမှာသူကသွေးထဲမှာရှိတယ်ဒီတကြားဓာတ်တွေပါညာထိမ့်ဖို့တော်တော်ခဏထွက်တယ်ပြီးရင်သူ့ရဲ့အလုပ်ပြီးသွားရင်သူကမထွက်တော့အဲ့တော့ကျွန်တော်တို့ကစဉ်းစားတာပါလဲဆိုရင်သူထွက်တဲ့ကာလလေးနဲ့အမောင့်ပမာဏလေးနဲ့အချိန်လေးနဲ့ကမလုံလောက်ဘူးကျွန်တော်တို့သွေးထဲမှာပေါ့နော်တပည့်အထူးသဖြင့်စီးကျွတ်သမားသွေးကျွတ်သမားတွေအတွက်ဆိုရင်မလုံလောက်ဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပြင်ပကနေကျွန်တော်ထပ်ပြီးတော့ထိုးသွင်းပေးတာထိုးသွင်းပေးလိုက်တော့မှဘာဖြစ်လဲဆိုကျွန်တော်တို့ကဒီ subcutaneous เนาะအရေပြားအောက်ထဲကိုကျွန်တော်ကအစီပြားအောက်ကအစီထဲကိုကျွန်တော်တော့ထိုးသွင်းပေးလိုက်တာပေါ့ဗျာဒီလိုဘိုက်တွေဘာတွေမှာထိုးရတာပေါင်းတွေဘာတွေမှာထိုးရတာအဲ့ကလည်းတည်တည်လေးပဲဘာကြောင့်လဲဆိုတော့ तू ကဟွာတဲ့ကိုထိုးရတာမဟုတ်ကြွက်သားတဲ့ကိုထိုးရတာမဟုတ်ဘူးသွေးကြောတဲ့ကိုထိုးရတာမဟုတ်ဘူးကြွက်သားတို့သွေးကြောတဲ့တို့ထိုးမိရင်အန္တရာယ်ရှိတယ်ဒါကဟိုကြွက်သားတွေသွေးကြောတဲ့ကိုထိုးရတဲ့ဆေးမဟုတ် तू ကဒီ substitute ပေါ့เนาะဒီအရေပြားအောက်ကဟိုဟာကိုထိုးရတဲ့ဆေး ဆိုတော့ तू อ่ะ item ကိုထိုးပေးလိုက်တော့မှ तू ပါ तू ဒီရေပြားအောက်ကနေမဲ့တဖြည်းဖြည်းချင်းထွက်နေတော့ကျွန်တော်တို့ကခန္ဓာကိုယ်အတွင်းမှာကခုနပြောကြားတဲ့ကိုသွားထောက်လျှောက်ရေရှည်ကာလလေးတစ်ခုထိသွားထောက်လျှောက်ထိမ့်ပေးသွားလို့ရတယ်ပေါ့เนาะအဲ့ပုံစံနဲ့ तू อ่ะထုတ်ထားပေးတာเนาะဆိုတော့အဲ့ဒါကြောင့်မလို့လေအခုလက်ရှိမှာကအားလုံးက hot နေကြတာပေါ့နော်ဒီအများ compound name နဲ့ပဲပြောရမယ်ဟဲ့ဆိုလို့ရှိရင်တော့ तू GLP1 နဲ့တူတဲ့ ကွန်ပေါင်းတွေကိုနာမည်ကြီးနေတာပေါ့နော် brand အနေနဲ့ပြောရမယ်ဆိုလို့ရှင်လား brand bound ဆိုရှိတာပေါ့နော်အခုလောဆယ်နာမည်ကြီးဆုံးဆိုလို့ရှင်တော့ Ozempic ဖြစ်နေတာပေါ့ Ozempic ကအမှန်နဲ့ပြောရမယ်ဟိဆိုတော့သူကစီးကျိုအတွက်ထုတ်ထားတဲ့ဟာအဲ Ozempic company ကပဲသူတို့ weight loss ထုတ်ထားတဲ့တခြား branding တွေပါညာတွေလည်းရှိပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ကစိတ်ဝင်စားတယ်ဟိဆိုလို့ရှင်တော့ဆရာဝန်တွေပါညာတွေနဲ့တူတူချာချာတိုင်ပင်ပြီးတော့မှာပဲကျွန်တော်ကတော့သုံးစီချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ဆိုလို့ရှင်တော့သုံးဖို့အစီအစဉ်ရှိလားဟိဆိုလို့ရှင်တော့ကျွန်တော်ကမရှိပါတော့အခုလောလောဆယ်ကျွန်တော် weight loss video လဲကျွန်တော်တင်မှုတယ်ဗျာကျွန်တော်က165ပေါင်လောက်ရှိ ကျွန်တော်စိတ်ထဲမှာကျွန်တော်တို့ထိမ့်သိမ့်ကျင်တာဆိုလို့၅ပေါင်လောက်ပဲရှိတာဗျာအဲ့ဒါကတကယ်တမ်းပြောရမယ့်ဟိဆိုကျွန်တော်ကကျွန်တော်အငတ်ခံလိုက်တလားတလားလောက်အငတ်ခံလိုက်ရင်တော့ဖြစ်တယ် နော်အငတ်ခံလိုက်ရင်ဆိုတာပြကျွန်တော်တို့ရှော့စားရုံပေါ့နော်ဟိုလုံးဝမစားကြဘူး fasting ကာလလေးကိုကျွန်တော်တို့တိုးပြလိုက်ရုံပေါ့နော်တဘောကဗျာတလတရက်တရက်ကိုကျွန်တော်စားနေတဲ့အချိန်မှာစားတဲ့အချိန်လေးကကိုတိုးပြီးတော့အစာမစားတဲ့အချိန်လေးကိုကျွန်တော်ရှည်လိုက်ရုံနဲ့ကျွန်တော်ထိန်းလို့ရတယ်ဆိုတော့ကျွန်တော်ကတော့အခုလောလောဆယ်မှာအဲ့ဒါဒီဘာညာတွေတုံးဖို့တော့တော့ပြီးကျွန်တော်ကကြတော့ကြောက်တာပါလေဆိုစီးထိုးရတဲ့ဟာတွေမှလည်းကျွန်တော်ကကြောက်တယ်ဗျာဟိုတောက်ယုံမဲဆိုကျွန်တော်ကโอเคဒါကကြတော့ထိုးရတာဗျာဆက်ပြုတ်ကိုထိုးရတာပေါ့နော်ထိုးရတာဆိုတော့အပ်ပါလေဗျာ ဆင်းပြောခဏကိုအဲ့နဲ့ထိုးရတဲ့ဟာမျိုးဖြစ်နေတာပါအဲ့ဒါကြကျွန်တော်လည်းသိမလို့ချင်ဘူးဆိုတော့ကျွန်တော်ကတော့ AC ပဲလူလည်းအရန်ကြီး over ပေါ့နော်အရန်ကြီးဆိုးဆိုးရွားကျွန်တော်ကဝိတ်တက်နေတဲ့လူထဲမှာလည်းမပါဘူးဆိုကျွန်တော်ကတော့တုတ်ဖို့ပလန်မရှိဘူးဒီဗီဒီယိုကျွန်တော်လုတ်ပေးတာကြလဲကျွန်တော်ကတပါ knowledge အနေနဲ့လုတ်ပေးတာဗျာကျွန်တော် channel ကိုကြည့်ရလူဆိုရှင်20 40ဒီဒီကြားထဲကလူတွေများတယ်အဲ့လူတွေတော်တော်များများဆိုလို့ရှင်လည်းဒီ weight loss အတွက်ကဟိုရုန်းကန်နေရတဲ့လူတွေလည်းရှိတယ်ဗျာဆိုတော့ကျွန်တော်ကဒီခေါင်းစဉ်လေးကိုကျွန်တော်သိစေချင်လို့မဟုတ်လို့ရှင်ကြာဘူးနာဝလေးတွေဖြစ်နေမှာဆိုလို့ဘာတွေလဲတော့မသိဘူးတချို့ ီစီးတွေထိုးနေကြတာပဲဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုအသက်နိုင်ဆုံးပေါ့နော်နားလဲလွယ်အောင်လို့ကျွန်တော်ပြောပြပေးတာပြည့်စုံလားဆိုလို့ပြည့်စုံပါဘူးတကယ်လို့စိတ်ဝင်စားတဲ့ပါညာဆိုလို့ရှင်ကိုယ့်အကူထပ်ပြီးတော့လေ့လာပါကျွန်တော်ခုနပြောပြသွားတဲ့အဲနမဲဒီခေါင်းစဉ်တွေပါညာတွေအကုန်လုံးနဲ့ရိုက်ရှာလို့ရပါတယ်နော်ဆိုတော့အဓိကကအဲအခုနိုင်ငံခြားမှာဒီ Elon Musk တို့လို Oprah Winfrey တို့လူတွေတောင်မှဟိုဘယ်လိုပြောမလဲ ထဲ့တွင်ဆွေးနွေးနေရတဲ့ခေါင်းစဉ်လေးမလို့ကျွန်တော်ကဝင်မြပေးတာပေါ့နော်ဆိုတော့အဲ့လောက်ပါပဲတခြားဟာတွေကကျွန်တော်အသေးသေးထပ်ရှင်းပြလို့ရှင်ရှုပ်ကုန်ပါဆိုလို့ကျွန်တော်တွေးစည်းချိုတွေးချိုအကြောင်းကိုပါအသေးစိတ်ကျွန်တော်မှပြန်ဖတ်လိုက်ရသေးတယ်စည်းချိုစရာဝန်ကိုဖြစ်လို့ဆိုတော့အဲ့လေးဝင်မြပေးတာပါဟိုဟိုအကျိုးရှိမယ်လို့ယူဆပါတယ်အဲ့တော့ဒီဗီဒီယိုလေးဒီဒီကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ကျွန်တော်အဲ့လိုမျိုးပေါ့နော်ဘုဟုတကိစ္စလေးတွေကျွန်တော်လည်းစိတ်ဝင်စားတဲ့ဟာလေးတွေပေါ့နော်ကျွန်တော် sharing လုပ်ပေးလို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ကျေးဇူးများအစ်တင်ပါတယ်တတ်တာ